က်တော့လေရှင်ကဘေးကဒီအကြောင်းမကြီးပုံမူတူရပေါ့နော်အကြောင်းမရဲ့တော့အလှလေးကိုသူကရှာဖွေတယ်အမြင်ကလေဘယ်နေရာမှာဗာလေးလိုအပ်လဲအဲ့လိုမျိုးသူကအမြင်ကရှာတယ်ရှာပြီးဆိုသူလှုပ်ဖို့အစီအစဉ်နေဆွဲပြီးဆွဲပြီးနေသူကကျန်တဲ့လူဘေးကလူရဲ့အကောင်ပါဟိုင်းတယ်တူတယောက်နဲ့သူကကုသိုလ်တူဦးနဲ့မယူတူတူခွဲယူကြမယ်တူတူတူကြမယ်အဲ့လိုလေးပေါ့နော်နောက်ထပ်လည်းအစီအစဉ်လေးရှိပါတယ်သူခုနကလှုပ်ဖို့တော့ပြောနေရတော့အများကြီးပဲကြားရတယ်သူထပ်ပြီးတော့တူပြောင်းမှာပါ နောက်ပေါ်ကျရင်ဆောင်းယောက်ျားလေးတော့ main ကလေးအဲအဲ့လိုလားဟောရေဆဲဆောင်းရင်ရှိစားလောက်ကြမယ်အဲ့လိုလားဒီဘွားကတော့အပြိုကြီးနှစ်ယောက်ဆိုတော့လေနောက်ဘွားရေဆဲဆောင်းရင်တော့ယောက်ျားလေးလုံမယ်နော်ဟုတ်လားโอเคရတယ်နောက်ဆိုရေးဆောင်းညာအဲဒီနေ့ကကျတော့ဆောင်းကဒီ Jackson အာ ဖះမှာပေါ့နော်အဲကစွန်လာပြည်နေအနေနဲ့ဖုံးတွေကိုအောင်စွန်ကတ်တယ်နောက်အနဝကမ္မကတ်တယ်အနောက်ပြီးတော့ကျတော့ဒီလာတဲ့ဧည့်သည်တွေကိုမွေငါကျွေးတယ်နောက်ထမင်းကတော့ဒီကဝေယဝစတွေကိုထမင်းကျွေးတာပေါ့နော်ဟုတ်ဟုတ်ညီမလေးညီမလေးဆောင်းလေးတူအမြဲတမ်းကုသိုလ်ရေးဆိုရင်တူက ်ထုံးစံလိုက်ပါတော့သူအရင်ဥဆောင်နေဒီဒီနေ့အလှူလေးကလည်းသူဖုံးဆက်လာပါတော့ဆောင်းဒီမှာကလည်းဖမုံနေဆွန့်ကပ်မယ်ပေါ့နော်ဆွန့်ကပ်ချက်ရှေ့အားမှာစပအောင်လားပေါ့ဆိုအဲ့နဲ့ဆောင်းကအပေါ်မှာဖမုံနေဆွန့်ကပ်တယ်ဆိုတော့ဒီအောက်ကမိုင်းနေတူတူပေါ့နော်ဒါလာတဲ့ဧည့်သည်တွေကမုံလင်းလားမုံလန်းကျွေးတဲ့အလှူလေးဆိုလည်းပါဝင်ဖြစ်တာပါ အာဒီနေ့ကတော့တက်တိုင်ဆန်ဆန်ပေါ့နော်အာကစုံလာဒီနေ့လည်းဖြစ်သွားတယ်ပြီးတော့အဓိကပေါ့ဒီညောင်ဆယ်ပင်ထဲမှာဟာရုပ်ပွားတော့၃စုပေါ့နော်အဲရုပ်ပွားတော့၃စုကိုစောင်းကပြုပြင်မိုးမှန်တာပေါ့ဟိုရောင်တော်ဖွင့်တာပေါ့နော်အဲအဲ့အတွက်စောင်းကလည်းရေစက်ချရမှာရေစက်ချရမှာ ਨੇ ဒီရလေးနေကတိုက်ဆိုင်သွားတော့အဲအပေါ်ကဖုံးဖုံးတွေကိုပို့ပြီးတော့လှုပ်ပြသွားတာပေါ့နော်ဟုတ် အရင်ကကျတော့လေဟိုပုံမှန်ရိုးရိုးတငယ်ချင်းပေါ့နော်သူတို့အရင်ဖြစ်နေကြတိုင်းမှာအခုကတကယ်ဓမ္မမိတ်ဆွေဓမ္မတငယ်ချင်းတွေဖြစ်နေတာပေါ့နော်ဆောင်းကတော့တခုခုသူလူမဲ့တမ်းမဲ့အစီအစဉ်ရှင်သူအများန်သတိရပေးတယ်ဖုန်းဆက်တယ်စာပို့တယ်ဒီအလူဖို့အစီအစဉ်တွေရှိရပေါ့နော်ဘာလေးလူမလဲဘာပါအောင်မလဲသူကအများန်လေကိုအလူနဲ့ပတ်သက်ပြီးတော့ကိုအများန်နဲ့သူကအကြောင်းကြားပေးတယ်ခေါ်ပေးတယ်ပေါ့နော်အဲ့ခါကျတော့ကိုလည်းကိုယ့်အကိုဆိုလို့ရှိရင်ခါးကြလို့ရှိရင်မိနေရမျိုးတွေအလိုမကြုံကြိုက်တာမျိုးတွေရှိရပေါ့နော်အခုကျတော့ဒါနှစ်ယောက်သားအများန်နဲ့အလူကတပူတရွယ်လေးလူဖြစ်နေရပေါ့ ရှင်းလျှောက်သွားတော့လေရှင်းလျှောက်ကဘေးကဒီအကြောင်းမိုက်ပုံမူတူရောပေါ့နော်အကြောင်းမိုက်ရဲ့သူအလှတွေကိုသူရှာဖွေတယ်အမြင်ရလေဘယ်နေရာမှာဗာလေးလိုအပ်လဲအဲ့လိုမျိုးသူကအမြင်ရရှာတယ်ရှာပြီးဆိုသူလှုပ်ဖို့အစီအစဉ်နေဆွဲပြီးဆွဲပြီးနေသူကကြံတဲ့လူဘေးကလူရဲ့အကောင်ပါဟိုင်းတယ်သူတယောက်နဲ့သူကအခုတော့တူဦးနဲ့မယူတူတူခွဲယူကြမယ်တူတူတူကြမယ်အဲ့လိုလေးပေါ့နော်နောက်ထပ်လည်းအစီအစဉ်တွေရှိပါတယ်သူခုနကလှုပ်ဖို့တော့ပြောနေရတော့အများကြီးပဲကြားရတယ်သူထပ်ပြီးတော့သူပြောင်းမှာပါ အရင်တော့ဆိုရင်တော့ဆောင်းပါလေအလှဆိုရင်တယောက်တည်းပဲလုပ်ဖြစ်တာများတယ်အနောက်ပိုင်းကျတော့လေအာဆောင်းအဲ့ဒီပါကျုပ်ဆရာတော်ရဲ့တရားတော်မှာလည်းဆောင်းနာလိုက်ရပါဘောနော်ဒါအလှနဲ့အလှတွေမှာကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုအတူတူပြောပေးတဲ့ဟိုဘောနော်လှဖို့အတူတူလှဖို့ပြောပေးတဲ့ကုသိုလ်ကလည်းဒါကုသိုလ်တစ်မျိုးပေါ့အာနေပန်စော်ပေါ့နော်အဲ့လိုကုသိုလ်တမျိုးရရဲဆိုတော့အဲ့တော့ကိုကတခုခုလှူမဲ့ဆိုရင်ဟိုနိုင်တဲ့လောက်လေးဘယ်လောက်လှူကြမလဲဒါမှမဟုတ်လေကိုဝင်းရမ်းကြမလားဒါမှမဟုတ်ဘယ်လိုလှူကြမလဲပေါ့အဲ့လိုလေးတိုင်ပင်ဖြစ်တာပေါ့နော် နောက်ပေါ်ကျရင်ဆောင်းအောင်ယောက်ျားလေးတော့ main ကလေးအဲ့အဲ့လိုလားဟောရေစဲဆောင်းရင်ရှိစားလောက်ကြမယ်အဲ့လိုလားရပါတယ်ဒီဘွားကျတော့အပြိုကြီးနှစ်ယောက်ဆိုတော့လေနောက်ဘွားရေစဲဆောင်းရင်တော့ယောက်ျားလေးလုံမယ်နော်ဟုတ်လားโอเคရတယ်နောက်ပြိုကြီးဆောင်းညာဟုတ်တယ်မဆုနှစ်ရဒီရပိုင်းတော့အဲ့လိုတော်တော်လုံးဖြစ်တယ်နော်ဒီဘက်ဒီကြိုက်ကဆန်မှာဆောင်းလို့အာဒီကတိုင်တိုင်မင်ပြီးတော့လေလာပြီးတော့တူတူဒိတ်ထန်လောက်တယ်တခါတည်းလေကိုဘတကူအဒိတ်ထန်လောက်တယ်ဟောအဲ့တော့ အဲ့လိုအလှလေးတွေကလည်းဒီကအလှတော်တော်များများကြိုက်ကစံမှာလုပ်တဲ့အလှတော်တော်များများတရူးတရွဲဖြစ်သွားပါဘောဟုတ်။ဟာရေကြီးလဲပါပါတယ်။ရေကြီးကအခုနည်းနည်းဟာနေမကောင်းဖြစ်နေတော့လေ။ကျမ်းမာရေးကြောင့်မပါမပလာဖြစ်တာပေါ့နော်။ဟုတ်။ညောင်ဆယ်ပြရတော့လေဆိုတော့အဲ့ပထမအောင်ဆောင်းအောင်မယ်ဆိုကြတဲ့ထောက်လျှောက်တော့ဝင်ဖြစ်နေရပါတော့။အလုံးထဲမှာယူရီးယားရှိတော့ဆောင်းပါတော့။ဆောင်းလေဆိုလိုတာအလိုချမ်းမှာပြက်ရင်ပြက်တော့မယ်။ तू မပြက်ဘူး။ तू အလုံးလေးအားပြီးဆိုနေလာလာပြီးတော့လေအပြေးလေး तू အမြဲလာဝင်နေပါတော့။ညောင်ဆယ်ပြင်းကဝင်တဲ့ချိန်နဲ့တကယ်ကိုအေးချမ်းရရတယ်။ပြီးတော့ဟိုချို့ပါတော့ ခါလေးကြာလို့ရှင်စိတ်တွေနည်းနည်းပူလောင်နေတဲ့အချိန်မျိုးတွေအဲ့လိုတောကရှိတဲ့အချိန်မျိုးတွေကြာလို့ရှင်လေဒီမှာဖျားတရားလေးလှုပ်လိုက်လို့ရှင်နည်းနည်းစိတ်အေးချမ်းမှုကိုခံစားရတယ်ပေါ့နော်အဲ့ခါကျတော့လိုညောင်ဆယ်ပင်ကလည်းအဲ့လိုလေတောက်လျှောက်တော့ဝင်ဖြစ်နေပါတယ်ဒီမှာဝင်ဖြစ်တာတော့ပူများရတယ်ဟုတ်အာနော်ဒီမှာဝင်ပြတာပုံများဒီမှာကြတော့ပေါ့နော်ဟာညောင်ပင်နေညောင်ပင်15ပင်ရှိတယ်ဒီဝင်ထဲမှာပဲအာပြီးတော့ကြတော့အကုန်လုံးပေါ့ဒီကိုရောက်တာနဲ့ဟိုဟိုဝေရ3ဝေရမြေပစ္စည်းတွေလည်းဒီမှာအကုန်အစင်းသင်းရှိရလဲပါတယ်ဟိုပြီးတော့ကြတော့ ဒီဘက်ကလည်းเนาะပို့ပြီးတော့ဒီဘက်ကိုလာဖြစ်တယ်ပေါ့เนาะကိုနဲ့ကိုနဲ့ဘယ်လိုမလဲဓာတ်ကြရဲ့နေရာလို့ပြောရမှာဟုတ်တယ်ဟုတ်တယ်နည်းနည်းကိုနဲ့အဆက်ရှိရပေါ့เนาะအဆက်အလိုမျိုးနေရာမျိုးပေါ့เนาะဟုတ်ဟုတ်ဆက်ဝင်ဖြစ်နေရပေါ့အဲ့လိုဝင်ဖြစ်သွားဟုတ်အဲဆောင်းနေပါသေးတယ်ဆောင်းအကျိန်20ပဲရှိသေးတာပါဟုတ်ဆိုတာဆိုတာ30ကျိန်30ကျိန်ပြီးတော့ဆိုတာဂျာယာမှာ အရန်ပူလိုက်သေးတယ်တော့ပူလိုက်ပြီးတော့လူလဲချမ်းမကြီးတင်းမကောင်းတော့စုနားပြတော့နားပြတော့ပြန်ဝင်ဖို့နည်းနည်းအချိန်ယူနေရတာပေါ့နော်ဆောင်းကသူကြားရမှာသူကြိုးစားကြွားလေးသူပြန်ပြီးတော့လေးဝင်ဖြစ်နေတာဆောင်းဒီညောင်ဆယ်ပြင်လောက်တာတလားပဲရှိသေးတယ်တလားကြော်ပေါ့နော်အဲ့လောက်ပဲရှိသေးတယ်အလေလပိုင်းကလားသုံးလပဲအဲ့အဲ့ကျမှဆောက်လောက်တာဖုံဖုံရှီကမြစ်တာခံယူပြီးတော့မှဒီညောင်ဆယ်ပြင်ကိုစဝင်တာပေါ့နော်အဲ့ညောင်ဆယ်ပြင်စဝင်ပြီးတဲ့အချိန်မှာဒီကြက်ကဆာမှာတရားပွဲလေးလည်းလုပ်ဖြစ်တယ်အခုလိုမျိုးအလှလေးလည်းလုပ်ဖြစ်တယ်ထောက်လျှောက်ပဲဒီတလားနှစ်လအတွင်းမှာကိုယ့်ရဲ့ အာပြောင်းလဲမှုကလည်းများတယ်အာနောက်ကောင်းတဲ့ပြောင်းလဲခြင်းတွေအများကြီးများတယ်နောက်ပြီးတော့ကျတော့စိတ်လဲအေဂျင့်တွေအလှူတွေလည်းအများကြီးလုပ်ဖြစ်တယ်တကယ်ဒါအေဂျင့်မှာအေဂျင့်နယ်လို့ပေါ့နော်စိတ်မပြောတတ်ဘူးကိုယ့်ရဲ့စိတ်စိတ်ကောလူရောအေဂျင့်တာပေါ့ဟိုဘယ်လိုပြောမလဲဆိုတော့ဘာဘာမှတိတ်မတွေးပြတော့ဘူးပေါ့နော်ဘာဘာမှလည်းမသိတော့ဘူးကိုဒီမှာအာညောင်ဆယ်ပင်လောက်တယ်ဟိုအဲ့လိုမျိုးဒိဋ္ဌန်တွေလောက်တယ်အချိန်တိုင်းအိမ်ပြန်သွားတယ်အဲ့လိုမျိုးလေးပေါ့အားတဲ့အချိန်တိုင်းဒါကိုစိတ်ထဲမှာလည်း သွားခြင်းနဲ့စိတ်ဆန္ဒရှိတယ်လှုပ်ခြင်းနဲ့အဲ့လိုမျိုးဖြစ်တယ်ဟုတ်အဲစဝင်လာစားတော့လေနည်းနည်းစိတ်တွေ ဖြစ်တော့မတည်ငြိမ်ဘောเนาะအဲ့လိုဗရီးစိတ်တဲ့အချင်းဆိုအဲ့လိုအာယုံပြန်ဖန်းလာဗောနော်ဆားလောက်ခါစားဆိုတော့စိတ်တွေအတွေးတွေအရန်လွင့်ပြန်တယ်အဲ့လိုကိုစိတ်ညစ်တဲ့ကိစ္စတွေထပ်ခါထပ်ခါတွေးမိရမျိုးတွေရှိတယ်တောကရှိရဟာတွေဗောနော်အဲ့မျိုးတွေးမိရရှိတယ်နောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့သူတည်ငြိမ်လာဗောနော်အခုနောက်ပိုင်းတော့နည်းနည်းအသားကျလာပါပြီဟုတ်ဟိုကတော့လေအဋ္ဌဌံဆိုတာထက်ဖျားတရားဗောနော်သူအကုန်လုံးကမင်းကလေးမင်းကလေးလည်းဖြစ်တဲ့အခါကျတော့ဘာသာရေးကိုပို့ပြီးတော့လောက်ဖြစ်တယ်ဗောနော်အကုန်လုံးကလည်းဝါသနာလည်းပါတယ်စိတ်လည်းဝင်စားတယ်ပြီးတော့အဓိကချက်ကဟိုတခုခုစိတ်ညစ်တာပဲ ဖြစ်ဖြစ်ပြောတာပဲဖြစ်ဖြစ်ဒီဘာသာရေးကတခုလေးဒီဘာသာရေးဘက်ကိုအာယုံဆိုင်တိုက်ပြီးဆိုသူကစိတ်အေးချမ်းနေတယ်ဗျနော်အဲ့ခါကျတော့တောက်လျှောက်တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့လှုပ်ဖြစ်နေရပေါ့တကယ်လို့မအားလို့ရှင်တဲ့အချိန်ပေးပြီးတော့လေအဲ့လိုမျိုးလေးလှုပ်ဖြစ်တယ်အေးဘာသာရေးနှုတ်ဝင်ထဲမှာအဲ့လိုမျိုးတခြားအထိတ်ထန်နေလို့တရားထိုင်တာတွေပရိစိတ်တာတွေတဆင်နေပေါ့နော်အဲ့လိုမျိုးကိုနိစက်ရလူကြီးတွေကလည်းပြောပြရပြီးတော့ခုနကလိုကဖမုံနေရနေတဆင်အဲ့လိုမျိုးလေးတော့တောက်လျှောက်တော့လှုပ်ဖြစ်နေပါတယ်ဆောင်းဒီ2လ3လအတွင်းမှာ အာဒီဘဘုံရဲ့မြစ်တာကိုခံယူပြီးတော့ဒီညောင်ဆယ်ပင်ကိုညောင်ဆယ်ပင်ဆိုတာကျတော့ဒါ body တက်ကိုယူတာပေါ့နော်ဒီဟာအယုတ်ဆိုးတွေကတော့ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ကိုဟိုပေါ့နော်ယုံကြည်မှုပေါ့အဲတကယ်ကတော့ body တက်ကိုယူတာပေါ့နော်ဟာဖရားရဲ့အာပေါ်ဘတ်တော့ body တက်ကိုယူရဲအဲ့လိုမျိုးပေါ့တရားလေးလည်းနားရတယ်ပြီးတော့ကျတော့ sound တက်ကတော့ပြောင်းလဲမှုတော်တော်များပါတယ်ဟုတ်ကောင်းတဲ့ပြောင်းလဲခြင်းတွေများပါတယ်ဟုတ်